အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့အိုးနှောင့်ထဲမှာရောက်ကျွန်တော်ရဲ့ရင်ထဲမှာရောက်မရှင်းတာလေးလေကျွန်တော်ခုလိုမျိုးတက်လာမွေးရခြင်းဖြစ်ပါတယ်တိတဲ့ညီကူမောင်နှမတွေကျွန်တော်ရဲ့ comment လေးထဲမှာဝင်ပြပေးသွားကြပါကျွန်တော်ဘာတွေမေးချင်တယ်လဲဆိုတော့မကြသေးခင်ကကြုံတွေ့ခဲ့တဲ့ကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာတဘဝဘေးတံမှာပထမတစ်ကြိမ်ရေဘေးသင့်ခဲ့တယ်ဒုတိယတစ်ကြိမ်ငလျင်ဘေးသင့်တယ် ဲ့ဒီသဘောကဘေးဒဏ်ရဲ့အောက်မှာပရဟိတဆိုတဲ့ခေါင်းစဉ်အောက်မှာဦးဆောင်နေတဲ့ညီကိုမောင်နှမတွေမေးခြင်းတယ်အဲ့ဒီညီကိုမောင်နှမတွေကဆိုရှယ်ပေါ်မှာသေးဘယ်နဲ့တောင်သေးဘယ်နဲ့ထောင်လှူခံရရှိပါတယ်ဘယ်နေရဘယ်ဒေသဘလို့ဘလို့ဘလောက်လှူပေးလိုက်ပါတဲ့ဆိုပြီးဂုံပြူမှတ်တမ်းလွှာနေတဲ့ချပြနေတဲ့ညီကိုမောင်နှမတွေပြောခြင်းပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလေရင်ကြီးတွေနဲ့ဘုံကျဲနေတာ ပြည်သူတွေညောင်များစွာအသက်တွေစတဲ့နေကြတာအိုးအေးတွေဆုံရှုံပြီးပျက်စီးနေတာတွေကရောပြည်သူတွေမဟုတ်ဘူးလားအဲ့ဒီနေရာလေးကဘာဖြစ်လို့မလှူပေးကြတာလဲခမရတို့ပရာဟိတဆိုတဲ့ခေါင်းစဉ်အောက်မှာဖြူနီပြဝစိတ်ဆိုတဲ့ကာလာလေးခွဲထားတာလားဒါမှမဟုတ်ခမရတို့လုံနေတဲ့ပရာဟိတကဘာလဲပုဂ္ဂိုလ်ရေးရလောက်တဲ့ပရာဟိတလား ဒီပရဟိတဆိုတဲ့ခေါင်းစဉ်တစ်ခုတည်လိုက်ပြီဆိုတာ ਨੇ တနိုင်ငံလုံးမှာရှိတဲ့မြန်မာဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတာဖြစ်တဲ့အတွက်မြန်မာလူမျိုးမှန်သမျှကိုပရဟိတလဲရတယ်စိမ့်စိမ့်နီနီဝါဝါပြပြသူတို့တွေအားလုံးကပြည်သူတွေကြီးပဲခမောင်းတို့လူမျိုးကလာရွေးချယ်မယ်ဆိုရင်ကျွန်တော်တို့အခုမြန်မာနိုင်ငံမှာရေဘေးသိမ့်တဲ့ချိန်မှာလဲကျွန်တော်တို့မှန်တရားဘက်တော်သားလေးလဲ စိတ်လေးနေလေးဝါလေးပြလေးမခွဲခွဲနဲ့မြန်မာနိုင်ငံမြန်မာပြည်သူဆိုတဲ့စိတ်နဲ့လှူဒါန်းပေးခဲ့ဒုတိယတစ်ချိန်ငိုင်းလေးရင်ဘေးတင်တဲ့ချိန်မှာလဲကျွန်တော်တို့မှန်တရားဘက်တော်သားတွေနော်စိတ်လေးအနေလေးဝါလေးပြလေးမခွဲခြားခဲ့ဘူးမြန်မာနိုင်ငံနေမှာနေပြီးမြန်မာရေတောက်တဲ့မြန်မာလူမျိုးဆိုတဲ့စိတ်နဲ့လှူပေးခဲ့ခမည်းတော်ဒီပရာဟိတခေါင်းစဉ်အောက်မှာ နေထိုင်ပြီးဥဆောင်နေတဲ့ဒီကပရဟိတနောမေကြီးတွေဘာဖြစ်လို့ဒီလေရင်နဲ့ဘုံကျဲတဲ့ပြည်သူတွေကြတော့မလှုပ်ပေးတာလေခမားတို့ပရဟိတဆိုတဲ့ခေါင်းစဉ်အောက်မှာဘာလဲပုဂ္ဂိုလ်ရေးရလုတ်တဲ့ပရဟိတလားကာမမဟုတ်သမာသမတ်ကြတဲ့ညမာပြည်သူတွေကိုကူညီခြင်းနဲ့စိတ်နဲ့လုတ်တဲ့ ပရာဟိတလာဆိုတာကိုကျွန်တော်နေတအားကိုသိကျင်တယ်။ဘာဖြစ်လို့လဲခမားတို့လေယနေ့ချိန်ထိလေရင်နဲ့တကြိမ်ကြိမ်ဘုံကျင်းနေတဲ့နေရာလေတခါမှလှူတာမကြဘူးသေးလို့ကျွန်တော်တို့ပြည်သူလေပြည်ပမှရှိတဲ့လူတွေဘလောက်ထိရင်ထဲမှခံစားနေရမလဲဆိုတာခမားတို့လေလူပဲကျွန်တော်တို့လေလူပဲကိုချင်းစာစိတ်လေးလေးထည့်ပေးကြပါနော် ာယာတဲ့ချိန်ကြရင်လည်းခပြားတို့လေးပါသာယာပါနင့်နာတဲ့ချိန်ကြရင်လည်းခပြားတို့နဲ့ကျွန်တော်တို့ဓာတ်လူနင့်နာပါခံစားရတဲ့ချိန်ကြရင်လည်းခပြားတို့နဲ့ကျွန်တော်တို့တူတူခံစားရမှာအဲ့ဒါကြောင့်လူကိုလူလိုမြင်ပါနော်ပုတ်ကုတ်ဆွဲမဆွဲပါနဲ့နော်မြန်မာလူမျိုးမြန်မာမြန်မာကြည့်မြန်မာရေတောက်ရင်မြန်မာလူမျိုးဆိုတဲ့စိတ်နဲ့ပရာဟီတာလောက်ပါကြံတဲ့ခန့်ကတာခင်ဗျားတို့သမိုင်း ပရာဟိတလမ်းစဉ်အောက်မှာတွားရင်ဖြူနီပြဝစိတ်မခွဲပါနဲ့လူကိုလူလူမြင်ပြီးတော့လူဆိုတဲ့သီးစိတ်နဲ့ပရာဟိတဆိုတဲ့လမ်းစဉ်အောက်ရှောက်ပါလို့ကျွန်တော်နေနဲ့ဒီနေ့ကနေပြောပြစီအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ